ကပါတော်မှာတိုက်ခိုက်ရေးနည်းပညာလေတိများပင်ဆက်ပေးတဲ့ဖွဲ့စည်းရတဲ့အရှိအဲဒီထဲကမှအရှာသားရအောင်ဒီဆောင်ရဲ့ကြီးကျယ်ဆုံးတဲ့ဝက်ပရိုမိုးရှင်းကိုလို့ပြောလိုက်ရင်တော့ဝမ်းချမ်းရရှိကိုလည်းညှို့ထိုးရမှာပါဟယ်လိုအားလုံးမင်္ဂလာပါဒီဗီဒီယိုကနေအားလုံးကိုချုပ်ဆောင်လိုက်ပါတယ်ဒီနေ့ဗီဒီယိုကကျွန်တော်နဲ့တိတ်မဆိုင်တဲ့ဝမ်းချမ်းရရှိအကြောင်းပြောကြမှာပါဝမ်းချမ်းရရှိစတင်ဖြစ်ပေါ်လာပါဦးနဲ့ဝမ်းချမ်းရရှိ CEO ချက်ထရီအကြောင်းပြောကြမှာပါ My name is Chatri Sidyatong. I'm the founder and CEO of One Championship, Asia's largest global sports media property. ဝမ်ဂရော2017ခုနှစ်ဇူလိုင်လ14ရက်နေ့မှာနိုင်ငံဆောင်တိုက်ခိုက်ရေးအက္ခစားတစ်ခုဖြစ်စာပြီးတည်ထောင်ခဲ့တာပါအစပိုင်းမှာတော့ကိုကံပညာရောဆက်ထားတဲ့ MMO အဓိကထားကျင်းပခဲ့ပေမဲ့နောက်ပိုင်းမှာမွေထိုင်းနဲ့ကစ်ပေါင်စင်တွေပဲအဓိကထားကျင်းပလာတာတွေ့ရပါတယ်2017ခုနှစ်စက်တင်ဘာ10ရက်နေ့မှာတော့ဝမ်ရဲ့ပထမဆုံးပွဲကိုတော့စင်ကာပူနိုင်ငံမိုးလုံလီလုံအက္ခစားကွင်းထဲမှာစာပြီးကျင်းပခဲ့ပါတယ်ဝမ်ချန်ပီယံရှစ်ရာစင်ကာပူနိုင်ငံမှာအခြေစပ်ပြီးတော့မှအခြားတိုက်တစ်ခုလုံးရဲ့ကိုကံပညာပေါင်စည်းဖို့ဝမ်ကို ထိုင်းနိုင်ငံသားချက်ထရီယာစာပြီးတည်ထောင်ခဲ့ပါတယ်။ချက်ထရီကတော့1992ခုနှစ်ထိုင်းနိုင်ငံမှာမွေးဖွားခဲ့ပြီးအဖေကထိုင်းလူမျိုးပြည်ပမှာအမေကဂျပန်လူမျိုးပါ။နေနေကလေးထရီမိပါလေးကစီပေါ်ရေးအချိန်ကြီးကောင်းခဲ့တဲ့အတွက်ချက်ထရီဘွားကလည်းအေးအေးဆေးဆေးရှိခဲ့တာပါ။ချက်ထရီအဖေရဲ့လမ်းပြမှုနဲ့တူချက်ထရီကနေနေကလေးကမွေးထိုင်းကိုစိတ်ဝင်စားခဲ့ပြီးမှ မွေတိုင်းပညာကိုလေ့လာသင်ယူခွင့်ရရှိခဲ့ပါတယ်။ထိုင်းနိုင်ငံပတ္တယာမှာရှိတဲ့ဆူယိုတုံးကလပ်ခရီယိုတုံးဆန်နန်နဲဆိုတဲ့မွေတိုင်းဆရာလက်ထက်မှာချက်ထွေးရာမွေတိုင်းပညာကိုလေ့လာသင်ယူခွင့်ရရှိခဲ့ပါတယ်။ဒါပေမဲ့လည်းချက်ထွေးပွားမထင်မှတ်ထားတဲ့အလိုက်ပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့1998ခုနှစ်ဇူလိုင်လမှာထိုင်းနိုင်ငံလေစာပီဖြစ်ပေါ်ခဲ့တဲ့အာရှဘဏ္ဍာရေးချက်တဲ့ကာလတွေပါ။ဒီကာလတွေမှာဆိုရင်ချက်ထွေးမိသားစုပိုင်ဆိုင်တဲ့စီးပွားရေးတွေလုပ်ငန်းတွေအရှုံးပေါ်ပြီးဒေဝါလီခံလိုက်ရပါတယ် ဒေချိုင်မှာပဲခြေထွေးဖေရခြေထွေးရဲ့သားမိတွေကိုစုခွာပြီးတပြေတော့ရပါတယ်။အဲ့ဒီချိန်မှာပဲမထင်မထားတဲ့ရာသီကဟာပတ်တက်ကတော်ကနေပြီးတော့ကြောင်ဝင်ခွေရရှိတဲ့စာတဆောင်မှာစီပေါ်ရေးချက်တဲ့ကြောင့်မိသားစုဆင်မြေတဲ့ချိန်ငွေချေးရခက်ခဲဖြစ်နေတဲ့ချိန်မှာဒီကြောင်ဝင်ခွေကိုခြေထွေးနေနဲ့ငင်းလိုက်မှတပါးတခြားရွေးချယ်စရာမရှိပါဘူး။ဒါမဲ့ခြေထွေးရဲ့မိဖြစ်သူကခြေထွေးကိုအမေရိကန်မှာကြောင်တက်ဖို့ဆက်အသက်တန်ခဲ့တာပါ။အဲ့ဒီတော့ကြောင်လဲမရှိရှိမဲ့ငွေတွေကို စုပြီးတော့မှချက်ထွေးကိုအမေရိကစီကိုကြောင်းတက်တက်ပို့ပို့ခဲ့ပါတယ်ချက်ထွေးရဲ့ကြောင်းလာကတော့ချက်ထွေးရဲ့မေယာထိုင်းနိုင်ငံမှာအင်ဂူလောက်တယ်လောက်ပြီးတော့မှချက်ထွေးရဲ့ကြောင်းစီရဲ့ကိုထောက်ပတ်ပေးခဲ့တာပါချက်ထွေးရအဲ့ဒီချိန်မှာတရက်ကို၄ဒေါ်လာလောက်ပဲတောင်းနိုင်တာပါ၄ဒေါ်လာဆိုတဲ့ပမာဏကအမေရိကမှာဆိုရင်တော့တရက်ပို့မပြောနဲ့တနက်ပို့တော့လောက်ငတ်မှာမဟုတ်ပါဘူးချက်ထွေးတဲ့အစိုးရအဆုံးချိန်နဲ့သူနဲ့ရင်ဆိုင်နေရပြီး အသေးစားစားစားလေးလာစားတော့နိုင်တဲ့အချိန်ချက်ချူရလဲသူ့ရဲ့ကြောင်းလာကအတွက်သူကသူတက်မြတ်ထားတဲ့မွေထိုင်ပညာကိုတင်ပြပေးတယ်နေပြဆရာဖြစ်လောက်ခဲ့တယ်လို့နောက်ပြီးသူကအားတဲ့အချိန်မှာအစားတော့ပို့တဲ့ delivery ရလောက်ပေးပါ လုပ်နေခဲ့တာပါဒီလိုနဲ့ပထမနေ့ကျတော့ပြင်းပြောက်သွားခဲ့ပြီမဲ့ဒုတိယနေ့မှာတော့မထင်မှတ်တာတဲ့အရာတွေထပ်ပြီးဖြစ်လာခဲ့ပါတယ်အဲ့ဒါကတော့ထိုင်းနိုင်ငံမှာရှိတဲ့သူ့အမေကသူ့စီကိုပြောင်းရွှေ့လာခဲ့ပါတယ်ထိုင်းနိုင်ငံမှာအစီမပြေတော့တဲ့သူ့အမေကိုသူ့ရဲ့ဆောင်ခင်းထဲမှာပဲခိုးပြီးထားခဲ့ပါတယ် ီလိုတာမီနီယောင်းအစီမပြေခက်ခဲနေတဲ့အချိန်မှာတော့ချက်ချွေရသူရဲ့စ조사မှုကိုလက်မလျှော့ခဲ့ပဲနဲ့သူကဟာဘက်ကနေ MBA ပေါ်တခုကိုရယူနိုင်ခဲ့ပါတယ်။ပေါ်ရပြီးတဲ့နောက်မှာတော့သူတို့လက်ကန်းဂျိုနေမဲ့အလောက်ခေါ်စာတွေရှိခဲ့ပါတယ်။ဒါပေမဲ့သူကအလောက်ဒီအလောက်ခေါ်စာကိုလည်းစိတ်မဝင်စားခဲ့ပဲသူရဲ့တငယ်ချင်းရှောင်စုလူနဲ့သူ Night Draw Network ဆိုတဲ့ website ကိုတည်ထောင်ခဲ့ပါတယ်။ဒီ website ဆိုရင်တော့ online shop တွေလည်းလောက်တလို့နောက်ပြီး company တွေကို software ပေးတဲ့လုပ်ငန်းတစ်ခုပါ။ မဲ့ချက်တွေကဒီနေရာမှာပဲရက်မနေခဲ့ပါဘူးသူရဲ့နောက်ထပ်ရင်းနှီးမြှုပ်နှံမှုအနေနဲ့ဒေါ်လာ7ဘီလီယံတန်ကြီးရှိတဲ့ Myanmar Capital မှာမန်နေဂျာဒါရိုက်တာသူဖြစ်လောက်ခံခဲ့ပါတယ်ဒါကို Steve Walker လို့လည်းခေါ်ဆိုကြပါတယ်သူကအဲ့ဒီမှာပဲဒေါ်လာ1900တိပိုင်ဆိုင်ခဲ့ပါတယ်ဒါပေမဲ့သူကအဲ့ဒီလောက်ကနေထွက်ခဲ့ပြန်ပါတယ်ဘာလို့ဆိုသူငယ်ငယ်ကလေးကဝါသနာပါခဲ့တဲ့သူရဲ့အိမ်မက်ကိုအကောင့်တဲပေါ်ဖို့ရန်နဲ့အာရှာတိုက်မှာလိုအပ်နေတဲ့ level promotion ကိုတည်တောင်းဖို့ပါအဲ့ဒီချိန်မှာဆိုရင်တော့အမေရိကမှာဆိုရင် USA က တော်လေးနာမည်ရရှိနေပါပြီ။ဒါမဲ့တိုက်ခိုက်ရေးနည်းပညာဆောင်တဲ့အာရှဘက်မှာတော့ဒီလိုအဖွဲ့အစည်းမျိုးမရှိသေးပါဘူး။အဲ့လိုနဲ့သူက2008ခုနှစ်မှာတော့ချက်ထရီယာအာရှကိုကံပညာထက်တန်းကျောင်းဖြစ်တဲ့ EWA MMA ကိုစပြီးတူထောင်ခဲ့ပါတယ်။အဲ့ဒီနောက်2012ခုနှစ်မှာတော့ One Championship ကိုတူထောင်ခဲ့ပါတယ်။ One Championship တူတူထောင်ပြီး၃နှစ်ကြာမှာတော့ One Championship ဟာအမျက်ဆုံးမရဘဲနဲ့အရှုံးပေါ်နေခဲ့တာပါ။ ီလိုရှုံးပေါ်တဲ့ဝမ်ချမ်ပီယံရှစ်ကိုသူကရောင်းချဖို့စိတ်ကူးလာခဲ့ပါတယ်ဒါပေမဲ့သူမရောင်းချခင်အချိန်ခဏလေးတွေးမှာပဲသူရဲ့မေစီကိုဖောင်းလန်းဆက်ပြီးအချိန်ညံတောင်းခဲ့ပါတယ်သူရဲ့မေကဝမ်ချမ်ပီယံရှစ်ကိုပတ်စံကြောက်လောက်ခဲ့တယ်ဆိုရင်တော့ရောင်းချဖို့အားပေးခဲ့ပေမဲ့သူရဲ့ငငယ်ကအိမ်မက်နဲ့ဝတ္တနာအတွက်ဆိုရင်တော့ရောင်းချဖို့အားမပေးခဲ့ပါဘူးသူရဲ့မေရဲ့စကားကြောင့် သူကဝမ်ချမ်ပီယံရှစ်ကိုရောင်းချမဲ့အစီအစဉ်ကိုပယ်ပြတ်ခဲ့ပြီးတော့မှဝမ်ချမ်ပီယံရှစ်ကိုဆက်လက်လုပ်ကိုင်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ချက်ထွေရဲ့ဥဆောင်မှုအောက်မှာဝမ်ချမ်ပီယံရှစ်ဟာကမ္ဘာကြီးဆုံးအားကားမီဒီယာ၁၀ခုထဲကတစ်ခုဖြစ်ပါဝင်လာနိုင်ခဲ့ပါတယ်။အာရှတိုင်းရဲ့ကြီးဆုံးအားကားမီဒီယာတစ်ခုဆိုလည်းမမှားပါဘူး။ဒီလိုဝမ်ချမ်ပီယံရှစ်အမြင်မှုရရှိဖို့အတွက်ချက်ထွေရဲ့စ조사အထောက်အမှုတွေကျွန်တော်တို့လည်းသူ့ယူတက်ပါတယ်။ဘာလို့ဆိုမိသားစုပိုင်ဆိုင်တဲ့စီးပွားရေးတွေလုပ်ငန်းတွေအရှုံးပေါ်ပြီးတေဝါလီခံလိုက်ရပါတယ်။ဒီချိန်မှာပဲညဘဝရောက်ခဲ့တဲ့ အချိန်ကနေဟာဘတက်ကတူကပွားရအောင်သူကစ조사နိုင်ခဲ့တယ်လို့နောက်ပြီးကြာရှုံးနေတဲ့ချိန်မှာတော့သူရဲ့ရေမန်းချက်နဲ့အိမ်မက်ကိုလက်မလျှော့ခဲ့တဲ့အတွက်သူ့ကိုဒီနေ့ဒီချိန်ထိကျွန်တော်တို့ကဝမ်းချမ်းမြေ CEO ဖြစ်ဆက်လက်မြင်တွေ့နေရဆဲပါဖော်ရမဂဇင်းဆိုရဆိုရင်တော့အခစားလောကရဲ့တံပိုးရှိဆုံးနံပါတ်၄ဖြစ်ရက်တင်နေပြီတံပိုးအဖြစ်အမေရိကန်ဒေါ်လာတိတ္တမ3ဘီလီယံတန်ကြီးရှိပါတယ်ကမ်ပိန်းချေဝင်ငွေကတော့တစ်နှစ်ဆိုရင်ဒေါ်လာတန်140လောက်ထိရှိနေပါတယ် ကျသူရဲ့ပိုင်ဆိုင်မှုကလည်းဒေါ်လာ350မီလီယံအထိပိုင်ဆိုင်လာခဲ့ပါတယ်။တချိန်ကတရက်ကိုလေးဒေါ်လာလောက်နဲ့လောက်အောင်သုံးခဲ့တဲ့ကျသူရာအခုချိန်မှာတော့မီလီယံတူဖြစ်လာခဲ့ပါတယ်။ဒီနေ့ဗီဒီယိုမှာဒီလောက်ပါပဲ။အဆုံးသတ်ကြည့်ရှုပေးတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်။ကျောင်း channel ရဲ့မြန်မာအပတ်တိုင်းဗီဒီယိုတွေကိုအမြဲတင်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့စိတ်ဝင်စားရဆိုရင်တော့ like လုပ်ပေးခဲ့ဖို့ဖိတ်ခေါ်ပါတယ်။